ခြင်းတာမင်းရဲ့စိတ်တွေအချက်တွေအကုန်လုံးကွာအကုန်လုံးတို့ရဲ့အလားပါအချိန်တိုင်းပြည်ညာအားလုံးကမင်းအတွက်ကြီးပဲဟုတ်ပါပြီမင်းကအချိန်တိုင်းအပြည့်ပါပဲမင်းမပြည့်တော့အုံတော့ကွန်ပလက်မင်္ဂလာပါမင်္ဂလာပါကားလေးကြည့်လိုက်ဘယ်လိုလေးခံစားရပြောမယ်ဆိုတော့ driver ကသူပြခြင်းနဲ့ script ပေါ့နော် script ကအသွားလာကျွန်တော်တို့မှန်းထားတဲ့ဟာတွေမဟုတ်ဘူးပေါ့နော် ာမံပြိတ္တကမှန်းနေမှန်းတာမျိုးကိုသူက against လုပ်တဲ့တတိရှိတာပေါ့နော်အာချီကျူပါလေတော့ပါလေဆိုတော့ပြောမစနော်ဇာညူမှာတော့အခင်းခက်ဖြေဆိုပြီးတော့ပုံစံကြရှိတာပေါ့နော်ကျွန်တော်ကြောင်းနေမှာလေဒီလိုပဲတင်တာပါပဲမှတ်ပါဘလောက် business ဘလောက်စာမျက်နှာမှာတော့အဲဒီ hero journey ကိုခေါ်ရတာပေါ့ hero journey ဆိုတာကတော့ဇာညွန်းသဘောတဘာပြောမစနော်တေးဥဆောင်ရဲ့ heroes ရဲ့ journey ပေါ့ဒီမှာတော့မင်းသားရဲ့ journey ဆိုပေါ့ခေါ်ရကျွန်မပထမတာမန်လေးပဲခေါ်ရမယ်ပြီးတော့မှအဲဒီမှာ conflict point ရောက်မှာပေါ့နော် conflict မှာ blog page မှာတော့ page 25လောက်မှာတော့ရောက်ပြီပေါ့ဗျာနိုင်နဲ့မင်းနဲ့လည်းတွေ့လို့ရတာပေါ့နော်အဲဒါပေမဲ့အဲ့ဒီလိုမျိုး conflict ကိုတက်လာပြီးတဲ့အချိန်မှာမှဘလို့ပြန်ဖြေမလဲပေါ့ဒါတော့တမျိုးကြကပောင်းမှသွားနေတဲ့အခင်းခက်အဖြေပေါ့ဒါပေမဲ့ဒီဇာတ်ကတည်းကမဟုတ်ဘူး သာစလာတဲ့ conflict ပဲ conflict ကနေပြီးတော့ပြန်ဆင်းသွားတဲ့ခါ conflict ပဲအဲ့တော့ဘယ်လိုပြောမလဲ bounce ဖြစ်နေတာပေါ့နော်သူက bounce ဖြစ်နေတဲ့အတွက်ကိုကြည့်ရတဲ့လူကလှုပ်လို့မရဘူးဒါပေးမလှုပ်တာပေါ့ညိလို့လည်းမရအဲ့လိုမျိုးတစ်ချိန်လုံးပေါ့နော်အဲကျွန်တော်ကတော့ကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တော့ဟို driver တင်ထားတယ်ပေါ့နော်ဟိုဒီမှာအမှုပညာပေါ့မင်းသားမင်းမီးကလည်းလောက်ရတာပေါ့နော်ဆိုတော့ အဲ့ဒါ driver သင်ပေးထားတဲ့အမှုပညာကိုကျွန်တော်ဒီကားမှာဘယ်လိုမြင်လဲဆိုတော့သူက human psychology နဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောမလဲ extreme extreme ဘက်ကိုရောင်းတင်ထားတာပေါ့နော်အဲ့ဒါဘယ်လိုပြောမလဲဆိုရင်အကုန်လုံးက extreme ဖြစ်နေတော့နော်တချို့ဆိုရင်တယောက်သောသူကဖြစ်တယ်တယောက်ကမဖြစ်ဘူးပေါ့နော်ဒါပေမဲ့သူကမဟုတ်ဘူးအကုန်လုံးက extreme ဖြစ်တာဆိုတော့အဲ့ဒီဟာကြီးကအံ့ဩကောင်းတော့ပေါ့နော် သုံးယောက်မှာနှစ်ယောက်ဖြစ်နေမယ်တယောက်ကထပ်ဖြစ်နေတာပဲဟေးဟုတ်တယ်အဲ့ဒါကြောင့်မလို့ပြောမယ်ဆိုသူစဉ်းစားတဲ့အတွေ့အလေးရတာမဆိုးဘူးပေါ့နော်ထူကြတယ်လို့ပြောမှာဟုတ်လားအာလူငယ်တွေတူးဆောင်သွားကြတာလူငယ်တွေစူးစားအားထုတ်မှုအဲ့ဒါကိုဘယ်လိုမြင်လဲဟိုတူးဆောင်နေအားလုံးအခုသူ့ဟိုရွေးချယ်တာတွေတူးဆောင်နေရကျွန်တော်ရဲ့လူကိုဒါလိုက် personally မပြောတော့ပါဘူးအမင်းသားလေးမင်းသားလေးအောင်မင်းသမီးလေးမင်းသမီးလေးအောင်ဒုတိယမင်းသမီးလေးမင်းသမီးလေးအောင်ပေါ့နော်အမေနှစ်ယောက်လည်းအမေနှစ်ယောက်လည်းအဖေလည်းအဖေလည်းအောင်ပေါ့ ဆိုတော့ပြန်တွေးကြည့်မှဆိုင်အများကြီးလည်းမရှိဘူး character ဆိုတာဒါပေမဲ့ဒီ character တွေအားလုံးကိုပြောပြောမယ်ခုနပြောတဲ့သူလိုချင်တဲ့ extreme point တွေကိုပစ်ထည့်ခဲ့တဲ့အတွက်ကိုဇက်ကအဲ့လိုမျိုးယူဖြစ်နေပါတော့နော်ပြောပြောမလှုပ်တော့ပါတော့ဇက်ကပြီးသွားတဲ့အထိလှုပ်တယ်လို့ပြောလို့ရအောင်နော်အလှုပ်ကြိုက်တဲ့လူတွေအတွက်ကတော့ဒါတော့လုံးဝကြွေးစင်ပဲပေါ့နော်နောက်ပြီးတော့အချစ်ကိုလည်းသူပေါ်ပြခြင်းတဲ့အချစ်တွေပေါ့ really extreme love ပဲပြောမှာလေအဲ့တော့အဲ့မျိုးအခြေတရားတော့မိုက်တော့နော်ပြောလို့ရအောင်အရင်ချစ်တတ်တယ်ဟုတ်အရင်ချစ်တတ်တယ်ရေရဆက်ဆက်ချစ်တယ်ဟုတ်အင်းကောင်းပါတယ်ခုနအာဒီမဆိုရင်တော့ရိုက်ချစ်လေးတွေရောသူတီကုန်းသွားတာတွေရောအော်နှစ်ဖက်ဘောပဲဒီပဲအပြလေးတွေပေါ့တခါလေးသူလုံသွားတာလေးတွေရာအာဒါလေးကြတော့ဘိုးလည်းဘလို့လည်းပြောမှာလေအော်ပတိဆွေးနေခံကောင်းမလေးလာတဲ့ခါကိုကော်ပီအဲ့ဒီအာလှတာလေအဲ့လိုဖြစ်သွားတာ င်းဖိုတိုဂရာဖီရပြောမယ်ဆိုလို့ရှိရင်တော့ဖိုတိုဂရာဖာတော်ပါတယ်ဖိုတိုဂရာဖာချီးကျူးဖို့ကောင်းပါတယ်အတိုင်းမဲ့အယောင်သွေးရတော့ဘယ်လိုပြောမလဲဟိုပေါ့ကိုရီးယန်စံတဲ့အယောင်သွေးမျိုးပေါ့နော်အဲ့ဒါမျိုးရွေးချယ်တာတော့ကာလာတုံးစီပါတယ်ကအဲအဲ့ဒါအတွက်ကိုတော့ပြန်ပြောမယ်ဆိုရင်တော့ photography is good music also good music လည်းကောင်းတယ်အဲတခုရှိတာပြောဆို तू က character တေးတလေးနဲ့ तू က ဟောပြောမလား balance ကိုပေးနိုင်တယ်လို့ပြောလို့ရပါဘောเนาะပြောမယ်ဆိုရင်တော့ character ဒါပဲ just a family case ပဲလေဒါပေမဲ့အဲ့ဒီ family case ကိုသူပေးထားတဲ့ balance တွေကအဲပြောမယ်မအီပါဘူးဘောเนาะမအီပါဘူးတခါတိုင်းဘယ်တော့ပြုတ်ကြသွားမလဲပြန်စင်းသွားမလဲစဉ်းစားရင်မစင်းဘူးသွားမစင်းဘူးတက်တက်ဂျုံပြန်တက်ပြန်ရိဂျုံပြန်တက်သွားဆိုတော့အဲ့ဒါလေးတွေကထူးကြတဲ့ဟာလေးပါကျွန်တော်တို့ဘာပဲပြော ်စိတ်ဝင်စားဖို့ကောင်းတယ်ဗောနော်ဆိုတော့မတူတဲ့ကားတကားလို့ပြောနေရတော့ဟုတ်ငါ့ရဲ့ကောင်မလေးနဲ့ပတ်သက်ပြီးတော့ဒီပြောပြတယ်ဘာလို့ပြောထားအချင်းနဲ့ပတ်သက်လို့ယူသွကြတဲ့အထင်းမှာဒီလိုမျိုးအချစ်ယူနေပတ်သက်ပြီးတော့တင်စားထားတဲ့ဇာတ်ဖြစ်တဲ့အတွက်အချစ်ကိုချစ်တယ်လို့ကြီးတင်တာဗောနော်အဲ့လိုပဲပြောလို့ရအောင်ပေါ့နော်ပြေးသွားကြလားဟုတ်ပြေးနေကြပါလေ